မဲဆင်းရဲမှာမပါဝင်တဲ့မဲဆန္ဒရှင်တွေကိုရက်ကြီးကော်မရှင်အဖွဲ့ခွဲနဲ့ရက်ကြီးမျိုးမီမှုဖတ်တွေရဲ့ထောက်ခံချက်နဲ့မေးပေးခွင့်ပြုမယ်လို့ရန်ကုန်တိုင်းကော်မူမျိုးနဲ့ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးအောင်မြတ်က DPP ကိုပြောလိုက်ပါတယ်။မဲဆင်းမှာသူကတန်နေခဲ့တယ်ဆိုလို့ရှိရင်ပေါ့လေတန်နေခဲ့ဆိုလို့ရှိရင်ဒီရက်ကြီးကော်မရှင်အဖွဲ့နော်ဟိုရက်ရက်ကွက်မှာရှိတဲ့မျိုးမီမှုအဖွဲ့နော်ရက်ကြီးအုပ်ချုပ်ရေးမှုနော်နော်ရက်ကြီးမှာရှိတဲ့အထောက်အပံ့အဖွဲ့တွေကနေကမှန်ကန်တဲ့ဒီလူပါဆိုလို့ရှိရင်နော်ဒီမှာနေရမှန်ကန်တဲ့ဒီမှာလဲ နေတာကြာပြီတကယ်မေဘီသင်းတဲ့ပုံကိုဆိုလို့သူကထောက်ခံလို့ရှိရင်ကျွန်တော်မေဘီဘူကံကိုဆုံးရှုံးအောင်လုပ်ပေးပါတယ်အခုလက်ရှိဖြစ်နေတဲ့ရွေးကောက်ပွဲကော်မရှင်ရဲ့မဲဆန္ဒစင်စင်းတွေဟာမားပြင်းမှုတွေဆက်ရှိနေတာကြောင့်ကောက်မှုမျိုးနယ်အတွင်းမှာမဲဘဲကွင်းဆုံးရှုံးမဲ့လူတွေလည်းရှိနေသေးတယ်လို့ကောက်မှုမျိုးနယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အလုံအမှုဆောင်အဖွဲ့ဥက္ကဋ္ဌဦးအေးသိန်းက DPP ကိုပြောပါတယ်မဲမားနေတော့မှာပဲငကူကလည်းတောက်လျှောက်မှားလာတာပဲလေမှားလာအခုဆိုရင်ကျွန်တော်တို့ပထမတစ်ချိန်မှာမပါတဲ့လူဒုတိယချိန်မှာမပါတဲ့လူ အဲမပါတဲ့လူတွေကအခုမဲပေးခွင့်ရမှာမဟုတ်တော့ပါဘူးသူကပထမအချိန်မှာလည်းကျွန်တော်တို့မပါလို့တင်ပြတယ်အဲအခက်ခဲရှိတယ်မပါလာဘူးဒုတိယအချိန်မှာလည်းတင်ပြတယ်မပါလာဘူးအဲ့လိုအခုမျိုးတွေအခုမပါလာဘူးဆိုရင်သူတို့ကဆုံရှုံသွားမှာအဲ့လိုလူမျိုးတွေအများကြီးကြံနေသေးတယ်အဲ့လိုနောက်တစ်ခါကရင်ကျွန်တော်စီမှာတော့တိုင်းရင်းသားနဲ့ပတ်သက်လို့ကရင်တိုင်းရင်းသားဟိုလွတ်တော်ရှိတာဟိုအဲရွေးခါမှာရှိတော့အဲလိုတော့နော်ပတ်သက်လို့တချို့ကရင်တွေကတော်တော်များများအခွင့်အရေးဆုံးရှုံးနေကြတယ်ရှိပါတယ် ်သူတို့မဲ့ပေးကွမမြအောင်ဟိုမှတ်ပုံတွေကဟိုကရင်ဗုဒ္ဓဘာသာဖြစ်ပြီးမဲ့မဲခြင်းမှာတော့ပါတယ်တော့ဟိုဗမာအနေနဲ့ပဲပေးကွင်ရတဲ့တိုင်းသားဘုံတတ်တတ်ဟိုပေးကွင်မရတာတွေလည်းရှိနေပါသေးတယ်ရန်ကုန်တိုင်းဒေသကြီးကောင်းမှုမျိုးနယ်ထဲမှာလူဦးရေတသိန်း3000ကျော်ရှိပြီးမဲပေးကွင်ရှိတဲ့လူဦးရေကတော့9238ဦးရှိပါတယ်ကောင်းမှုတမျိုးနယ်လုံးမှာကျေးရွာပေါင်း55ရွာရက်ွက်900ရွာရှိပြီးတော့ မဲယုံပေါင်း155ယုံရှိမှာဖြစ်ပါတယ်။ကွန်မှုမျိုးနယ်အတွင်းမှာတော့2015ထိုးထွင်းရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြိုင်မှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြည်တော်စုကြံ့ခိုင်ရေးနယ်ဖွံ့ဖြိုးရေးပါတီအပါအဝင်ပါတီ၈ခုနဲ့တတိပုဂ္ဂလကိုယ်စားလှယ်လောင်းတို့ဦးတို့ရှင်ပြိုင်ကြမှာဖြစ်ပါတယ်ခင်ဗျာ။